ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရခင်ဗျာအနာဂတ်မှာနေအောင်ကြီးဒီစီနိုင်တဲ့ NDA ဖြစ်လာခြင်းအနာဂတ်ကာလကြီးမှာဆိုလို့ရှင်တော့ဒီမှာလာတဲ့နေအောင်ကြီးတောက်လောင်မှုကြီးတစ်ခုရုပ်ရည်ရဲ့ဖြစ်ပေါ်လာခဲ့ပါတယ်အဲဒီတောက်လောင်မှုကကဘာမြေရဲ့အုံဆုံးလောက်ကိုလုံးဝဖျက်ဆီးပြလိုက်ပြီးကဘာကြီးတစ်ခုလုံးကိုလူသားတွေနေထိုင်လို့မရတဲ့မြေအဖြစ်ပြောင်းလဲပြလိုက်ပါတယ်ကဘာတော်လုံးမှာပြင်းထန်လို့တဲ့ရာသီဥတုဖြစ်ရဲ့ဆိုတွေဖြစ်ပေါ်လာခဲ့ပြီးတော့တရှိမန္တမရကလည်းအေးအောင်မှမနေဘူးဆိုလို့ရှင်နေရက်ခရမ်းလုံးရောင်ကြီးတွေကြောင့်ပဲချက်ချင်းလောင်ကျွမ်းလို့သွားကြပါတယ် အဲဒီကဘေးကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက်15နှစ်ကြာတဲ့အခါမှာတော့အင်ဂျင်နီယာတယောက်ဖြစ်တဲ့ Frank ဟာဆိုလို့ရှင်တော့သူ့ရဲ့စိတ်အုပ်ပေါ်ဒဝင်းနဲ့တို့ရှင်သန်နေမှုအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်လံရှာဖွေနေပါတယ်ကဲလို့ရောင်ကြီးတံကိုခံနေမှုတဲ့ဖင်ဟာသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအကောက်ဝဲပြီးထားတဲ့အထူးဝတ်ဆောင်ကိုဝတ်ဆင်ထားရပြီးတော့မှဒေယောင်ကြီးပမာဏအရင်များလာမယ်ဆိုလို့ရှင်တော့သတိပေးနိုင်ပါတယ်ဖင်တို့ရောဆိုလို့ရှင်ဆွမြထားတဲ့ဆလုံးလန်တစ်ခုထဲမှာလှည့်ပတ်ပြီးတော့ခွေးစာပါဝင်ရှာတင်းသမျှပစ္စည်းတွေကိုကောက်ပြီးတော့ယူကြပါတယ်ကျမ်းမြေပေါ်မှာအလောင်းတွေအပုံလိုက်ရှိပေမဲ့လည်းသူတို့တွေကတော့လုံးဝကိုလိလိယူရှူထားခဲ့တာပါ ။ရှောင်ဝီပြီးတဲ့ခါမှာတော့နောက်တစ်ခါလာလို့ရှိရင်ဒီဆိုင်ကိုရှင်းလင်းပြပြီးဆိုတာသိအောင်ဖင်ကားတော့အဆောင်ကိုမှတ်သားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ကားကိုမောင်းပြီးတော့တဲရီဖုန်းနေတဲ့စွန့်ပစ်မျိုးကိုဖျက်သွားခဲ့ပါတယ်။လူသူမရှိတော့တဲ့ကြောင့်ပဲသူဟာကားတွေကိုထရက်ကားနဲ့တွန်းထုတ်ပြစ်ပါတယ်။ဖေးရွေးဆောင်ဆိုလို့ရှိရင်တော့ကြီးမားလာတဲ့မုံတိုင်းကြီးတစ်လုံးနှီးကလာပြီးဆိုပြီးတော့မှသတိပေးလာခဲ့တယ်လို့အဲ့ဒီသူကအမြန်ဆုံးမောင်းထွက်ခဲ့ပြီးတော့ကားရီအများကြီးကိုတိုက်ခဲ့မိပြီးမြူရင်းကနေချင်းပြီးထွက်ပြေးလွန်မြောက်ခဲ့ပါတယ်။မကြခင်မှာပဲသူရင်တုန်းကလုတ်ခဲ့မှုတွေအာဂါတာဆွမ်းရင်ကုမ္ပဏီဟောင်းဖြစ်တဲ့ မြောက်တခွေကန်ကိုရောက်လာခဲ့ပြီးတော့မွန်နိုင်ကအရန်ကိုနှီးခဲ့လာပြီးမြဲလေသူတို့နှစ်ယောက်သာလီမတက်ခင်မှာအဆောင်အုံတွေကိုအလင်းမြန်ဝင်ရောက်နိုင်ခဲ့ပါတယ်အထက်ကိုယော်နန်ဖင်ကသူ့ရဲ့ဝစ်စုံနဲ့တဝီကိုတတိချာချာတန်ရှင်ရေးပြုတ်လို့ပြီးတော့ရေချိုးခဲ့ပါတယ်ရေချိုးနေတဲ့ချောင်းဆူလာတဲ့အခါမှာသူဟာတယောက်ကြီးတင်းလို့ပြပြချင်းတိတ်ဆိုးနေပြီဆိုတာသိလာရှာပြီးတော့တန်ရှင်လို့ပြီးတဲ့နောက်မှာတော့ဖင်ဟာတခွေကန်ထဲမှာဖန်တီးထားတဲ့သူ့ရဲ့တိုက်ခန်းနေရာကိုဝင်လာခဲ့ပြီးတော့သူ့ရဲ့ခွေကမြေတွင်းဆောင်နဲ့ကြိုးစုံနေခဲ့ပါတယ် ကိုရီးယားကခွေးစာကိုဆိုင်ရပြီမလဲဖင်ကတော့ပစ္စည်းတွေညှော်နေနေပြီဖြစ်တာကြောင့်ပဲတောက်စရာပဲတောက်ဖြစ်ပါတယ်။သူချာလာတဲ့ပစ္စည်းကိုရေခဲတရတဲ့ထင်ရင်နဲ့နောက်ဆုံးကျန်နေခဲ့တဲ့တနေမွေ့ချင်မှုတပုတ်ကိုအထူးကာသမားတစ်ခုအတွက်ခြံထားဖို့တဲ့သူ့ကိုယ်သူလည်းသတိပေးခဲ့ပါတယ်။သူရဲ့ဒီကလုပ်ငန်းကတော့ဆုံးမသွားပြီးတဲ့နောက်မှာကိုရီးယားကိုစောင့်ရှောက်ပြီးဖို့အတွက်ဒူသောပုံစံဆေးရုံတစ်ခုဖန်တီးဖို့ဖြစ်ပြီးတော့မှဆေးရုံလက်တဲ့တစ်ခုကအဆောက်အအုံကိုစာကြီးလေးကနေယူပြီးတော့စကန်ဖတ်ပြီးတော့မှဆေးရုံရဲ့ဆေးအတွက်လိုအပ်တဲ့ဘိုးတူတာအားလုံးကို database တွေကိုထည့်သွင်းပေးတာပါ။ ညနေဘက်ကိုရော်တဲ့ကမာလုံးဖင်ကတိုင်အောင်ကြီးအကြောင်းစာအုပ်ဖတ်ရင်းနဲ့ပဲသူဟာတည်ဆုံးမှုအတွက်အချိန်မလောက်ကျန်တော့လဲဆိုတော့ကိုသိလိုက်ရပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အချိန်မနှောင်းခင်မှာပြီးစင်းနေအောင်သူဟာဆက်လက်အလုပ်လုပ်ခဲ့ပြီးတော့သူ့ရဲ့ခေါင်းပိုင်းဒီပါပြီးဆုံးသွားတဲ့အချိန်မှာမျက်လုံးတွေရှိနေသေးတာကြောင့်မင်းတဝီးရဲ့မျက်လုံးတွေကိုယူသွင်းပြီးတော့နောက်မှအစားထိုးပေးမယ်လို့ခရီးပေးခဲ့ပါတယ်။စေယောကိုဖွင့်လိုက်တဲ့ခါမှာတော့စကားမပြောနိုင်ဘူးဆိုပေမဲ့ခေါင်းကြီးနေပါတယ်ဖိကစကားပြောနိုင်မှုတဲ့ချက်ချင်းပြင်ဆင်ပေးလိုက်တော့စေယောကစကားတွေပြောနိုင်ခဲ့ပြီးတော့ကုတ္တိယကလည်းဦးဟေးခဲ့ပါတယ် ဇင်းကသူကိုယ်သူချင်းဆိုတဲ့နာမည်ကိုရွေးခဲ့တယ်လို့ဂျိကဖင်စကန်ဖတ်ထားတဲ့စာအုပ်တွေကဂျပန်အချက်လက်ပေါင်းများစွာကိုသိနေတဲ့အကြောင်းတက်တည်ပြခဲ့ပါတယ်။ပြီးတော့ဖင်ချမှတ်ထားတဲ့လက်ညှိုးချက်တွေကိုသူကလိုက်နာရမှာဖြစ်ပြီးအရေးကြီးဆုံးအဆိုလို့ရှင်တော့စတုတ်တဲ့ညွန်ကြားချက်ပဲဖြစ်ပါတယ်။ဖင်မရှိလို့တဲ့အခါမှာကိုရီးယားကိုကာဝေးရမယ်ဆိုတဲ့ချက်ပဲဖြစ်ပါတယ်။ ယူရီးယားပဲပါဝါပြတ်သွားခဲ့တဲ့ခါမှာတော့ဖင်ဟာလေတာပိုင်းကိုပြောင်းဖိမှုတဲ့အပြင်ကိုထွက်ခဲ့ရပြီးအဲဒီမှာဂျက်ကာကိုရီးယားနဲ့စကားပြောဖို့ကြိုးစားခဲ့ပေမဲ့ခွေးကတဲ့ကျွန်တော်ဘောကိုတိပေါချလိုက်ပါတော့တယ်ဖင်ဟာကြီးမားလာတဲ့မုန်တိုင်းကြီးတစ်ခုချင်းကလာတာကိုသတိပြုမိတဲ့အခါမှာအခြေကိုအလင်းမြန်ပြောင်းဝင်လာခဲ့ပြီးတော့ဂျက်ကိုဝန်လေးဝတာစကန်နဲ့ချိန်ဆက်လိုက်ပါတယ် နောက်တဲ့24နာရီတွင်မှမုံနယ်၄ခုပေါင်းပြီးမှရှပောင်း50ခန်းကြာမယ်မဟာမုံနယ်ဖြစ်လာမယ်ဆိုတော့ကိုတွေ့ရပြီးတော့အဲဒီမှာရှင်သန်မှုတဲ့မဖြစ်နေတာကြောင့်ပဲအနောက်ဘက်ဆန်ရန်စီကိုကိုချက်ချင်းထွက်ပါဖို့တဲ့ဆုံးဖြတ်ခဲ့ပါတယ်။သူကနှာခေါင်းသွေးယူနီယာကိုလေ့လျူရှုပြီးတော့မှနောက်ဆုံးဂျန်တဲ့တည်မှုချင်းမှုလေးကို စားလိုက်ပြီးတဲ့နောက်မှာတော့ကျဲရဲကနာကိုတခုလုံးကိုအပိသက်တိစောက်ခဲ့ပါတော့တယ်အချိန်မရှိရကြောင်းပဲဒေတာတွေပြောင်းလို့ပြင်တင်ခဲ့ပြီးမယ်လဲဒေတာက80နှစ်ရာခိုင်နှုန်းပဲရခဲ့ပါတယ်ကျဲကခနာကိုနဲ့ချိန်ဆက်ပြီးတော့လည်းအောင်မြင်စွာနဲ့မတ်တက်ရနိုင်ခဲ့သလို finger သူကိုလမ်းလျှောက်ဖို့တည်းတင် जा ပြီးပါတယ်ဒေတာတွေရှိခဲ့ပြီးမယ်လဲမကြခင်မှာပဲချက်ဟာတက်သွားခဲ့ပြီးတော့မှ finger လိုအပ်တဲ့ပစ္စည်းတွေပြင်သူရဲ့ postcard စုဆောင်မှုကိုပါထုတ်ပို့ခဲ့ပါတယ်။ဒဝီကပစ္စည်းတွေကိုဝင်ပြီးတော့တိုက်နေကြကြောင်း finger လုံခြုံရေးကင်မရာတစ်ခုကိုယူပြီးတော့မြင်လို့အသစ်တွေကိုတက်ဆင်ပေးလိုက်ပါတယ်။အဖွဲ့သားတွေက အဝိဂျင်းတွေမျိုးနဲ့ခရီးစတင်ခဲ့ကြပြီးတော့အခီးစဉ်တစ်လျှောက်လုံးမှာတိုင်းရိုက်နေတဲ့ပြားတွေရှိခဲ့တဲ့ရှေးကကာလာတွေကြောင့်ဖင်ကသူတို့ကိုပြောပြလိုနေပါတယ်။မြို့တစ်ခုကိုရောက်တဲ့အခါမှာတော့ချဲရဲ့ခေါင်းတွေကနေချောင်းနေတဲ့အစီပန်းတစ်ခုကိုဖင်ကပြင်ဆင်ဖို့တဲ့ရန်နာခဲ့ရပြီးဖင်ကပြင်နေတဲ့အချိန်မှာပဲကျန်းဟာပို့စကတ်တွေကိုကြည့်လိုက်တော့ဆန်ဖရန်စစ္စကိုပို့စကတ်ကိုဖင်ကအထူးလျာမှာတင်ထားတာကိုသတိထားမိပါတယ်။အဲဒီပို့စကတ်ကိုသူ့ရဲ့ဦးလေးကပို့ခဲ့တယ်လို့သိရပြီးတော့ကျန်းက စရိနီဘုစ်ကကိုကြက်ပြီးမလဲဝင်းလုံးနာအကြောင်းပဲရှူရီကတလောက်ကိုမြင်ရမယ့်ပုံမှာစစ်လို့ရှာဆောင်တဲ့သဘောတူညီခဲ့ပါတယ်ပြင်ဆင်မှုပြီးသွားတဲ့ခါမှာတော့ဖင်းကဒီတကာပြည်စည်းရှာဖို့အတွက်ချက်ကိုခေါ်သွားမယ်လို့ပြောလိုက်တော့တဝီကစိတ်ပြတ်သွားပါတယ်လမ်းလျှောက်နေပဲဖင်းဟာချက်ကိုပြည်စည်းရှာဖို့နည်းအခြေခံတွေကိုသင်ပေးပါတယ် တို့ရရရှင်ဟောင်းတို့ကိုတွေ့တဲ့အခါမှာတကားကိုတန်ကျိုးခက်ထားပေမဲ့ဂျဲရဲ့ခွန်အားကြောင့်ဆွေဖြုတ်နိုင်ခဲ့ပါတယ်။အချိန်မှာတော့ဂျဲကမှန်တယ်မှာသူ့ကိုယ်သူပရမောင်ဆုံးချင်းမြင်လိုက်ရတော့အံ့ဩနေပြီးဖိကပေါပေါထလိုတွေ့လိုက်ရတော့ဝမ်းသာအားရအပြင်ကိုယူလာပြီးတော့နေုံကလည်းအရန်ကိုပြင်လာကြောင်းပြောင်းမှုတွေကိုစက္ကန့်ပိုင်းတွေမှာပေါပေါဖြစ်သွားအောင်လုပ်ပြခဲ့ပါတယ်။တို့ရပျော်ရှင်နေကြတဲ့အချိန်မှာမော်လန်းကြီးကအချင်းနဲ့လာတယ်ဆိုတော့တတိပြုမိကြတော့ပျော်ရှင်ကြလေးဟာပြီးဆုံးခဲ့ပါတယ်။ သူတွေက RPG ကိုအမြဲဆုံးပြန်လာခဲ့ကြပြီးတော့မုံတန်းကလိုက်မိတော့မှဖြစ်တာကြောင့်ပဲဝါယာကျိုးတွေနဲ့တွဲရှိဖို့တဲ့ချက်ကိုအကူအညီတောင်းပါတယ်ခင်ဗျာဖျန်းလာနေတော့မြ мян ပြန်ပြန်လာတာကြောင့်ပဲချက်ကသူ့ကိုအတွင်းထဲကိုအနားယူဖို့ပို့လိုက်ပြီးအလုပ်ကိုအပြီးတက်ခဲ့ပါတယ်မုံတန်းဝင်လာတဲ့အခါမှာတော့ RPG ဟာအရင်ကိုတုံခါခဲ့ပြီးဝါယာကျိုးတွေတစ်ခုပြီးတစ်ခုပြတ်ထွက်သွားပါတယ်ချက်ကသူ့ရဲ့ခွန်အားကြီးမှုကြောင့်ပဲနောက်ဆုံးခြေကားတဲ့ကျိုးတစ်ချောင်းပဲကျန်နေခဲ့တာပါ မွန်နဲ့ရဲသွားတဲ့ကမ္ဘာတော့ကြက်ချီထားတဲ့နောက်ဆုံးအကျိုးကြောင့်လွင်မသွားတာကိုသိလိုက်ရပြီဒါပေမဲ့တရားတလုံးကပြည့်စင်နေပါပြီဂျက်ကအာဗီကိုခွန်အားနဲ့မာပေးလိုက်တဲ့ကမ္ဘာဖင်ကအဖို့တရားကိုအတူတူပဲလင်းနေခဲ့ပါတယ်နောက်နေ့မနက်မှာတော့ဂူရီယာကိုပြောင်းဝင်ခဲ့တဲ့ကမ္ဘာဖင်ကဂူရီယာသူ့ကိုယုံကြည်ဖို့တဲ့အချိန်ယူရမယ်လို့ရှင်းပြပါတယ်လက်မှာဂျက်ကယုံကြည်မှုဆိုတာအတိအကျပါလိမ့်လို့မိပါတယ်ဖင်ကတော့ရှုပ်ထည့်လို့တဲ့အရာတွေမို့ပုံပြင်ပြပြခဲ့ပါတယ် သူပြမဆုံးအလုံမဆုံးရဲ့ပြဿနာကိုသူတယောက်တည်းဖြေရှင်းခဲ့ပေမယ့်အပွဲတစ်ခုလုံးကိုဂုဏ်တင်ခဲ့တာကြောင့်သူတို့ရဲ့ယုံကြည်မှုကိုရှာခဲ့ပါတယ်။ဒါမှလည်းဂျဲကဖင်းရဲ့ပြဿနာဟာသူတို့ကိုမယုံကြည်ခဲ့တာပဲလို့ပြန်ပြီးတော့ပြောပါတယ်။စကားပြောနေချိန်မှာဖင်းကမေယံမနာချောင်းနေဆိုလာတဲ့အခါမှာတော့လမ်းမစားတော့ဆင်မှာကားရန်လာပြီးတော့အရေးရအောင်ကားကိုရက်ပြီးဝစ်စုံမပါဘဲနဲ့စိုက်နေပြုတ်ဝင်သွားတဲ့အခါမှာသူတွေဟာစတင်ပြီးတော့ချောင်းဆိုးခဲ့ပါတယ်။ဂျန်နဲ့ပြင်မထွက်ခြင်းနဲ့ကိုရီးယားကိုဖိတ်ကစိုက်နေကိုခေါ်လာပါတယ်။ ဖင်ကကိုရီးယားနဲ့အချင်းပြောင်းနေတော့မှဂျက်ကအာဝေးကိုမောင်းနေမှုစူးစမ်းပြီးတချင်းဖွင့်နိုင်ခဲ့ပေမဲ့လည်းကားကိုမောင်းကြည့်တော့မတော်တဆဂါးစီးကိုဝင်ပြီးတော့တိုက်ခင်းမိပါတယ်။ဖင်အပင်ကိုပြေးထွက်လာတဲ့အခါမှာတော့ကိုရီးယားနေရအောက်ကိုချိန်မချမရောအချင်းမီတောင်းနေခဲ့ပြီးဖင်ကဂျက်ကိုဆူပြီးတဲ့နောက်မှာနောက်ပြန်ဆုတ်ခိုင်းလိုက်တော့ဂျက်ကဆိုင်ရဲ့တိုင်ကိုဝင်ပြီးတော့တိုက်ပြန်ပါတယ်။ဒေါ်သာနဲ့ဖင်ကသူ့ရဲ့လက်ကိုနေရအောက်မှာခဏထားပြီးဘလောက်တောင်းကျွမ်းလဲဆိုတာပြသပါတယ်။ပြီးတော့ကိုရီးယားကိုဂီယိုဆိုင်ဖို့အတွက်အရေးကြီးဆုံးမဲလို့ဂျက်ကိုပြောပါတယ်။ လမ်းပြန်စားတဲ့အခါမှာတော့ဖင်ဟာစဉ်းကျင်နေတဲ့ချက်ကိုမြင်တော့ကာမောင်းတဲ့ဘုတ်တွေစနေတကြသင်ကြားပြပါတယ်အစမှာတော့ကြောင်တုံးမီကိုတိုက်မိပေမဲ့မကြခင်ပါပဲယုံကြည်မှုရှိစွာနဲ့မောင်းနေနိုင်ခဲ့ပြီးညာဘက်ကိုရောက်တဲ့အခါမှာတော့သူတို့ရာမြောက်ဘက်အလင်းနဲ့တွေကိုကြည့်ဖို့အတွက်စကန်ချခဲ့ကြပါတယ်ညာဘက်ကာမောင်းတော်ကဘာလို့အနေရှိလဲဆိုတော့အစာငတ်နေတဲ့လူတွေဟာအရင်တည်းကနေတိုက်ခိုက်တယ်လို့ပဲလို့ဖင်ကရှင်းပြပါတယ်နောက်ဒီမနက်မှာတော့ဂျက်ကဖင်သွေးရံပြီးတော့တုံးရင်နေတာကိုတွေ့တဲ့အခါမှာပြုစုပေးပြီးတော့ဆက်ပြီးတော့မောင်းခဲ့ပါတယ်။မြို့တက်တစ်ခုကိုရောက်တဲ့အခါမှာတော့ဂျက်က ။တဝီနဲ့ဆင်းမှာပြည်စည်းရှာမယ်ဆိုပြီးတော့ကိုရီးယားကိုဖိနဲ့ထားခဲ့ပါတယ်။ဒီဒီကနေသူတို့ကိုစောင့်နေတဲ့သူကိုသူတို့ရာမမြင်ခဲ့ပါဘူး။ချက်ကစီးဝါနဲ့ဂျာကင်အင်ဂျီကိုရှာတွေ့ခဲ့ပြီးအောက်ထပ်မှာတော့တဝီကအစာကိုတွေးလို့ရေပေါ်လွှင့်ရင်းနဲ့ဘုံဝင်ထောင်ချောင်းထဲကိုဝင်ပြီးတော့ပြက်စီးခဲ့ရပါတယ်။ဖိနှုံးလာတဲ့အခါမှာသူတို့အနေရှိနေပြီဆိုတာကိုသိတာကြောင့်အားနေနေပြီမလဲဝစ်စုံဝေးပြီးတော့လိုက်သွားခဲ့ပါတယ်။တဝီကိုအဲ့လိုအခြေအနေနဲ့တွေ့တဲ့အခါမှာအရင်ကိုစိတ်ထိခဲ့ပြီးဒုက္ခမရအောင်ပိတ်ပစ်လိုက်ပါတယ်။ပြီးတော့ချက်ကသူ့ရဲ့အင်ဂျီအတင်းနဲ့ရောက်လာပြီးတော့ဖိကတော့အဲ့ညမှာထောင်ချောင်းမဲမသိတာကြောင့်ပဲစူပူခဲ့ပါတယ်။ အနည်းငယ်သောဆွေးနွေးတမ်းတွေကြားတဲ့အခါမှာသူတို့တွေထွက်ပြေးခဲ့ကြပါတယ်။လီဂါမဖင်ချောင်းဆိုပြီးတော့လဲကြခဲ့ပေမဲ့လည်းဂျက်ကကူညီပြီးတော့အာဗီနဲ့အရှင်မြန်မောင်းတက်ခဲ့ပါတယ်။နောက်ကကာဒစီလိုက်လာတာကိုတော့သူတို့တွေဟာတရင်မထားခဲ့မိပါဘူး။ညာဘက်ကိုရောက်တဲ့အခါမှာတော့ဖင်ကလိုက်လာတဲ့ကားကိုမြင်လိုက်ရပြီးဂျက်ကတော့အမောင်းလေးမှမြင်နေတာကြောင့်ရှင်မီလီကိုပိတ်လိုက်ပေမဲ့ကားကဆက်ပြီးတော့လိုက်နေတော့မှာပဲ။ဖင်ကလမ်းအောက်ကန်တရားတစ်ခုကိုတွေ့တဲ့အခါမှာကားကိုအဲ့ဒီတဲကိုဝင်မုန်းမှုတဲ့ဆုံးဖြတ်လိုက်ပြီးလမ်းချော်ဝင်လိုက်ပါတယ် ကျေကအောင်ဝီရဲ့အမြင်ကတရားထက်ပိုပြီးမြင်တဲ့အကြောင်းသတိပေးမိမယ်လေဖင်းကဆက်ပြီးတော့မောင်းနေပါလေကျေပြောတာမှန်ပါလေအောင်ဝီရဲ့ဆိုလာပြားတွေပြည့်စည်ခဲ့ပြီးကျအသူရဲ့ခွန်အားနဲ့အောင်ဝီကိုလုံးဝပုံဝဲတော့တုံ့ပြန်ခဲ့ရပါတယ်ဒါဖြစ်သွားဖို့အတွက်စောင့်နေတော့မှကျေကဖင်းမှာကိုဝင်ကဝီအတွက်တနေ့တည်းဆောင်းနာကိုတွေ့လေရပြီးကားထွက်သွားတဲ့အခါမှာတော့ပြည့်စည်မှုတွေအတွက်သူ့ကိုယ်သူအပြစ်တင်ပြီးတော့ဆန်ဖရန်စစ္စကိုရောက်တော့မှမဟုတ်ဘူးလို့ယုံကြည်နေပါတယ်ကျေကတော့နှစ်သိမ့်မှုစူးစမ်းတဲ့အခါမှာဖင်းကသူ့ကိုအောင်းငှောက်ပါတယ် ကျေကအရှုံးမပြေပြေနဲ့အော်ဗီရဲကိုဝင်လဲပြီးသူ့ကိုယုံကြည်တယ်လို့ပြောတဲ့အခါမှာတော့ဖင်ကပုံမြင်တစ်ခုပြောပြပါရယ်။နေအောင်ကြီးတောက်လောင်ပြီးတဲ့နောက်မှာသူဟာစူပါမားကတ်တစ်ခုထဲမှာခိုးအောင်နေခဲ့ပါရယ်။မိခင်နဲ့သမီးတို့ကတနက်ခိုင်ပြီးတော့ပစ္စည်းပြင်းနေရှိနေကြပြီးတနက်ခိုင်လာတဲ့အယူတယောက်ကသူ့တို့ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့မိခင်ရောသမီးပါတေဆုံးခဲ့ရပါရယ်။ဖင်ထွက်လာတဲ့အခါမှာမိခင်ရဲ့ဂျုံဘွေအိတ်ထဲမှာကျောက်လက်နေတဲ့ခွေးလေးတစ်ကောင်ကိုတွေ့လိုက်ရပါရယ်။အဲဒီမှာဖင်ဟာဂူရီယောက်ကိုမွေးစားခဲ့ပြီးတော့ဘေးအန္တရာယ်မှာမလဲမနေကာဝယ်မယ်လို့ကလေးပြုခဲ့ပါရယ်။ အဲဒီမှာပဲသူဟာဘသူ့ကိုမှမယုံကြည်ဖို့လေတင်ယူခဲ့ပါတယ်။နောက်နေ့မှမှတော့ဖိအနားယူနေတဲ့အချိန်မှာဂျက်ကဆက်ပြီးတော့မောင်းခဲ့တယ်လို့ဂျက်က post card တွေကိုစစ်စစ်နဲ့ San Francisco post card မှာကူလီအစားအဖေးလို့လက်မှတ်ရေးထိုးထားကိုတွေ့ရပြီးတခြား post card တွေရဲ့နောက်ကျမှတော့ဘာမှရေးမထားပါဘူး။ရိုးရိုးပဲကုမ္ပဏီကခဲလို့ယုံကြည်ပမာဏအရေးကြီးအစ်စ်မဟုတ်တော့တဲ့ကြောင့်ကြီးညာလိုက်ပြီး RV ဟာလက်ပြတကောင်ကိုတိုက်ခဲ့မိပါတယ်။ finger အားတင်းသွားခဲ့ပြီးတော့သူ့ရဲ့လက်ကိုအပြင်ကိုထုတ်ကြည့်တော့မလောင်ကျွမ်းတော့ပါဘူး။သူကဝမ်းသာအားရပဲအပြင်ကိုထွက်ပြီး ။နေအောင်ကြီးရဲ့မြေတံမှုကိုပထမဆုံးအချိန်ဖြစ်ပြန်လည်ခံစားခဲ့ရပါတယ်။ဒီပြားလေးဗန်ဝင်တွေကပါတွေ့ရှိခဲ့ရပြီးခရီးဆိုင်တဲ့သူတို့တွေဟာအပိနဲ့အများကြီးပေါက်နေရကိုလည်းတွေ့မြင်လည်ရပါတော့တယ်။ဖင်ကဝဲဆောင်ကောင်းကိုဝယ်ပြီးတဲ့နောက်မှာနေရအောင်မှာပြောင်းလဲစားဖို့အတွက်ရင်သားခဲ့တယ်လို့ဂျက်ကပြီးခဲ့တဲ့ညကတရားမှာသူတို့ကိုလိုက်လာတဲ့အဖွဲ့ကိုမြင်နေကြအောင်ဝန်ခံလိုက်တဲ့အခါမှာတော့ဖင်ကဂျာအိမ်မက်နေပြီဆိုတော့ကိုသိရပြီးစိတ်လှုပ်ရှားသွားပါတော့တယ်။ဖင်ကပို့စကဲကြောင့်ဘာလို့နေမျိုးခဲ့လဲဆိုတော့ကိုရှင်းပြပါရစေ။ သူရဲ့အမိကဖခင်မှာတိုက်ကင်းသွေးပါတဲ့ကြောင်းပြောခဲ့ပါတယ်။ဖခင်ကဒရာတီဆော့တဲ့အင်ဂျင်နီယာဖြစ်တာကြောင့်ပဲခရီးရီသွားနေခဲ့တာပါ။ဖင်ရဲ့59နှစ်မြောက်မွေးနေ့မှာဖခင်ကပို့စကတ်တွေပို့ခဲ့ပြီးတော့တွေ့ဆုံကျင်ပါလေလို့ရေးထားပြီးဖင်ကလည်းတွေ့ဆုံပွဲထဲအရင်ဝတ်ဆုံကောင်းကိုဝယ်ခဲ့ပြီးမြေနောက်ထပ်ဘယ်တော့မှအဆက်အသွယ်မရခဲ့တာပါ။ချက်ကသူတို့ရဲ့အလင်းစလို့သွားမယ်ဆိုလို့ရှိရင်ဆက်ရှင်နာရီတွင် Golden Gate ကိုရောက်နေတယ်လို့ဝန်သားအားရတွေ့ချက်ခဲ့ပြီးမြေဖင်ကတော့သူမကြားခင်မှာတည်တော့မှမလို့မရောက်နိုင်ဘူးလို့သတိပေးပါတယ်။ ဖင်ဟာကိုရီးယားကိုတိကျဆောင်ရွက်ဖို့တဲ့ချက်ကိုထက်မှန်ဂရိပြုခိုင်းပြီးချက်ကကိုရီးယားနဲ့ဘောလုံးပြေကစားဖို့တဲ့ကြိုးစားခဲ့ပြီးမလဲကိုရီးယားကဖင်စီကိုပဲဘောလုံးကိုပြန်ပြီးတော့ယူလာပါတယ်။ဖင်ဟာသူတွေနဲ့စတင်ချောင်းဆိုးလာခဲ့ပြီးတော့ချက်ကကိုင်းနေတယ်မလားမေးတဲ့အခါမှာတော့မင်းကိုင်းနေပြီးသားပါလို့ဖြေပါတယ်။သူတွေလက်ဆွဲနှုတ်ဆက်ပြီးတော့နှုတ်ပြစွာနဲ့ပြေးပဲခဲ့ပါတယ်။ဖင်ဟာအဝေးကိုဝင်ပြီးတော့အနားယူနေခဲ့ပြီးနေဝင်တဲ့အချိန်မှာကိုရီးယားရဲ့ငိုတန်းကြတော့ ခြေကောင်းဖိန်ကွယ်လွန်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ချင်းတငယ်ချင်းကိုဂုဏ်ပြုသောအပြင်ချင်းနေကိုရီးယားတို့ဟာဖိန်ကိုသူ့ရဲ့ခဲလွန်ရောင်ကြီးကဝတ်စုံနေတယ်လို့ဗိုက်ကင်းတို့ရဲ့သာမဏေပုံစံမျိုးမိရှုတကြိုပေးခဲ့ပါတယ်။အစားပိုင်းမှာတော့ခြေကဘာလို့ရမှန်းမသိလမ်းပြောင်းနေခဲ့ပေမဲ့မကြခင်မှာခွေးကိုဆောင်းဆောင်မယ်ဆိုတဲ့ခရီးကိုယ်ကတရိယာခဲ့ပြီးသူဟာကိုရီးယားလေးကိုအစားချွေးပြီးတော့မှဘလုံးပြေကစားပေးတဲ့အခါမှာပရမဆုံးအချိန်မီကိုရီးယားလေးကဘလုံးကိုချစ်စီကိုယူလာခဲ့ပါတော့တယ်။သူတို့ရင်းနေခဲ့ပြီးတော့မှကိုရီးယားလေးဟာချက်ကိုပြိပတ်ခဲ့ပါတယ်။ ဆိုမေရခင်မှာဇော်နေသူတွေခရီးကိုဆက်လက်ထွက်ပေါ်ခဲ့ရပြီးဆန်ဖရန်စစ္စကိုကိုရောက်တဲ့အခါမှာဂျက်ကဖင်အတွက်အထိမ်းအမှတ်တစ်ခုတည်ဆောက်ပြီးတော့ကိုရီးယားတို့တို့ဂိုဒန်ဂိတ်တရားကိုသွားခဲ့ပါတယ်။တရားရဲ့အလောက်ကိုအန်အန်တင်နေတဲ့အချိန်မှာပဲလူတွေဟာသူတို့အချစ်ခင်ရတဲ့သူတွေအတွက်ဘေးမှာရှာတွေ့နေနေဆိုတဲ့ message ကိုချန်နာခဲ့တယ်ဆိုတာကိုဂျက်ကတွေ့လိုက်ရပါတယ်။အသက်ရှင်ကျန်နေတဲ့သူတွေရှိနေသေးတာကိုသိလိုက်ရတော့ဂျက်ကသူတို့ရဲ့ပုံမှန်တဲ့ postcard ကိုခြေသွင်းထားခဲ့ပြီးတရားသူတွေကိုရှာပြီးကဘောအသစ်တစ်ခုစတင်ဖို့အတွက်ကိုရီးယားနဲ့တူတူခရီးဆက်ခဲ့ပါတော့တယ်။